အားလုံးလည်းမင်္ဂလာပါဗျာခုတစ်ခါမှတော့ကေစင်မှုပိတ်ပြီးတော့အကြိုင်းနေမှာပြန်ဖွင့်ခဲ့တဲ့ Grey Hotel တွေက Honeymoon ထွက်လာတဲ့ဇနီးမောင်နှံ TV ကိုဒီကနေ့မှတော့ထပ်မံတွေ့ရှိတဲ့ဗီဒီယိုဖိုင်လေးကိုတင်ပြပေးလိုက်ပါရဗျာအားလုံးလည်းမင်္ဂလာပါဗျာမြန်မာ Country Knowledge Channel မှာပြန်လည်ကြိုဆိုလိုက်ပါရဗျာ Grey Hotel ဘောနော်စရိယနေ့ညနေ ရှင်နေစရာဇာတ်လမ်းလေးတစ်ခုပါခုမှမင်္ဂလာဆောင်ပြီးပါသားဟန်နီမွန်းထွက်လာတဲ့လင်မယားနေရောက်ပါနော်ဂရေဘောဟိုတယ်မှာတည်တယ်ရန်ကုန်ဆက်ကူဖို့အတွက်သူတို့ reception မှာ check out လုပ်နေတဲ့အချိန်မှာပဲဒီငလီကြီးဖြစ်လိုက်တဲ့အချိန်မှာနေအောင်လုံးပါသွားတယ်ပေါ့သူတို့ရဲ့အိတ်လေးပါကျောက်လောင်းနေရမမမီတော့ပါဘူးခနာကူမှာပါတဲ့လက်စွပ်တွေဟန်ချိန်တွေဆွဲကြွေးတွေနေပဲအမျိုးသမီးရုပ်လောင်းရတော့ပြီးသားစုကအတီးပြူပါပါတယ် ကြံနေပါသေးတယ်အမျိုးသားရုပ်တော့နော်အခုထုတ်ထုတ်မှာပါအဲတော့ငါယူစရာတွေခေါင်းပါလေကျွန်တော်တို့ကအဲ့ဒါကြောင့်မို့ကျွန်တော်တို့နိုင်ငံမှာဆိုတော့ဒီမျိုးမျိုးတွေရောက်နေတယ်ဆိုတာဒီကာလာကြီးမှာလူတွေကနော်အမုံတွေကြီးလည်းအရန်ကြီးနေကြတယ်လက်ဖန်ပါဖြစ်မှာမသိရလောကကြီးမှာတယောက်နဲ့တယောက်ပေါ့နော်ကိုယ်နေနာမှာရှိရလူပဲဖြစ်ဖြစ်အားလုံးကအမုံနေနဲ့မသွားတာတော့ ကျွန်တော်ပူကောင်းနေဗျာဒီလားအခုဆိုရင်ဒါဆိုရင်ကျွန်တော်တို့ကတကယ်ကိုဒီ honeymoon ထွက်လာတယ်လင်မယားပေါ့နော် honeymoon ထွက်လာတယ်လင်မယားနေရောက်မြို့သမီးရဲ့ dad body ကတော့ဒီကင်းကရပြီဒါမြို့သားရဲ့ dad body သူတို့ဆိုရင်တကယ်ချက်ောက်လုံးနေတဲ့အချိန်ကြမ်းမှာဖြစ်တာနောက်ဖန်အကျိုးမမြင်နိုင်တဲ့လောကကြီးပေါ့နော်ကျွန်တော်တို့ဟိုတနေ့ကအမတယောက်ပြောသွားသလိုကိုအနီးနားမှာရှိတဲ့လူတွေကိုတန်ဖိုးထားကြပါအလုံးမိသားစုတွေပေါ့နော်ဘုံတရားတွေနဲ့ကျောင်းတဲ့နေရာမခေါ်နိုင်မပြောနိုင်ဘူး ဖြစ်ပြီးမှနောင်တရတာမျိုးတွေမဖြစ်အောင်ပေါ့နော်တက်နိုင်ဆုံးနေ့စဉ်နေ့တိုင်းပေါ့နော်ကျွန်တော်တို့ကတတိတွေအတိတွေနဲ့နေဖို့လိုပါတယ်ကဲဒါကြီးလိုရတာလည်းဘယ်တော့မလိုပါဘူးဗျာတယောက်မှာဟိုရှိသေးတယ်ကပ္ပကင်ရှိသေးတယ်အဲ့တော့ဒီအလို့သားရဲ့လောင်းပေါ့နော်တက်ပေါ်ကြီးကိုခက်ခက်ဆွဲထုတ်ပါဦး အလို့သမီးကတော့နေခင်းကလေးဆက်တော့ပြီးပါဘူးဆက်တရနေပေါ့အားနိုင်50မိနစ်မိသားစုဝင်2ယောက်တွေ့ပါလေနော်သူရဲ့မိသားစုဝင်ပစ္စည်းတွေကိုလည်းခေါ်လို့ရတဲ့နေရာပြန်ပေးနေရပါတော့ဓာတ်ပေါ်တွေကတော့တွေ့နေပါဘူးဒီနေ့တွေ့တဲ့ဓာတ်ပေါ်ဒီ နှလောင်းဟာဆိုလေအင်မတန်မှဝမ်းနေစရာကောင်းပါလေ။ honeymoon ထွက်လာတာတဲ့မင်္ဂလာဝတ်စုံလေးပါတယ်ပေါ့နော်။မျိုးသမီးကတော့မျိုးသမီးဓာတ်ပေါ်ကြီးကတော့တွေ့ပါပြီ။မျိုးသားဓာတ်ပေါ်ကြီးခြံလာသေးတယ်ဥမာ။ထုတ်ဖို့ပဲခြံတော့။ဒီသား